်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းပြပွဲမြို့နယ်တွေကစစ်ကောင်စီရဲ့ခေစခန်းကိုဇွန်လ26ရက်နေ့မနက်၈နာရီလောက်ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီလက်အောက်ခံအရာခံဗိုလ်တယောက်အပါအဝင်၄ယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေပါတင်းစီရရှိခဲ့တယ်လို့ဇွန်လ29ရက်နေ့ကအောင်စမ်းမြေအဖွဲ့နမောက်အဖွဲ့ကထုတ်ပြန်ပါတယ် ပစ်ခတ်တိုက်ခိုက်မှုတွင်သေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေ MA1 ထနက်3လက် 5.56G 64တောင်းဟန်ဖုန်းနှလုံးနဲ့ငွေကျပ်နှစ်သိန်းနီးပါးကိုတင်စီရရှိခဲ့တယ်လို့ဆိုပါရယ်။ပျော်ပွဲမြို့နယ်တွေကညံကုန်းရဲစခန်းနားမှာစစ်သားနဲ့ပြူတွေပောင်းပြီးစက်ကြီးကောက်နေတဲ့ခိတ်ကိုရုတ်တရက်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်ပစ်ခတ်မှုကြာချိန်က9မိနစ်တောင်မပြည့်ပဲအရာခံဗိုလ်တစ်ယောက်နဲ့စစ်သား3ယောက်တေပြီးရဲတစ်ယောက်နဲ့ပြူတစ်ယောက်ကလက်နက်တွေယူကာထွက်ပြေးသွားကြောင်း တည်တဲ့သူတွေရဲ့လက်နက်တွေတော့တင်းစီးလာနိုင်ခဲ့တယ်လို့အောင်ဆန်းလန်းနမောက်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရခင်ဗျာ AR တိုင်းမှာစစ်ကောင်စီလက်အောက်ခံစောင်းစီကော်မတီကတတ်မှတ်ထားတဲ့ဈေးထက်များစွာကျော်လွန်ပြီးပြင်ပဈေးကွက်မှာစောင်းစီတပိတ်တာကိုကြက်တောင်းသုံးတောင်အထိဈေးတက်နေတယ်လို့စားသုံးသူတွေစီကနေသိရပါဗျ။စစ်ကောင်စီရဲ့စောင်းစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ဇွန်လတတိယပတ်အတွက်စောင်းစီအခြေခံညွှန်းဈေးကို တပိတ္တာကိုကြက်6000ကျော်အဖြစ်သတ်မှတ်ထားပြီး ARR တိုင်းကပြင်ပဈေးကွက်မှာစောင်းစီတပိတ္တာကိုငွေကြက်13000တောင်ထိဈေးတက်နေတယ်လို့သိရပါဗျ။စောင်းစီတပိတ္တာကိုကြက်9000 6000ဈေးဆိုတာစာရွက်ထဲမှာပဲရှိပြီးအပြင်ပေါက်ဈေးကတော့ပိတ္တာ50လောက်ဝင်ရင်လည်း13000တောင်ပဲဖြစ်တာကြောင့်ဆိုင်ကြီးကြီးတွေမှာဝယ်ဝယ်ဒီဈေးပဲဖြစ်ကြောင်းရွာတွေဘက်မှာတပိတ္တာကိုကြက်တထောင်ခွဲအထိရှိတယ်လို့သိရကြောင်းမော်လမြိုင်ကျွန်းဒေသခံတရားကပြောပါရယ် စစ်ကောင်စီကစားအောင်စီညွန်စေတတ်မှတ်ထုတ်ပြန်ပေးထားပြီးရက်ကျွေးအုပ်ချုပ်ရေးမှုတွေကိုစားအောင်စီရောင်းချတဲ့ခွဲတန်းစာအုပ်လုပ်ပြီးရောင်းခိုင်းပေမဲ့တကယ့်မြေပြင်မှာတတ်တာတဲ့နှုံတာနဲ့စီဝဲလို့မရအောင်လို့သိရပါပါတယ်ခင်ဗျာအနာသိမ်းထားတဲ့လင်းနစ်တာကာလာအတွင်းမြန်မာနိုင်ငံမှာမွေးရစေဝါအလွဲသုံးမှုတွေတရားမဝင်ရောင်းဝယ်မှုတွေပိုတိုးလာနေပါတယ်မြတ်သက်စင်ပြပို့ထားပါတယ်ခင်ဗျာတောင်ကြီးမြို့ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့မှာ တနစ်တာကလာဇွန်လ26ရက်နေ့မှာကြာရောက်တဲ့ပြည်ပဆိုင်ရာမူရည်စည်းဝါအလွဲသွုံမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖမ်းဆီးရမိတဲ့မူရည်စည်းဝါတွေကိုမိရှို့ဖျက်ဆီးတာနဲ့ဓာတုပစ္စည်းတွေဖျက်ဆီးတာကိုတောင်ကြီးရန်ကုန်နဲ့မန္တလေးမြို့တွေမှာပြုလုပ်ခဲ့ပြီးစုစုပေါင်းတန်ဖိုးမြန်မာငွေကျပ်1082ဘီလီယံကျော်အမေရိကန်ဒေါ်လာ269တန်းကျော်တန်ဖိုးရှိတဲ့မူရည်စည်းဝါတွေကိုဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့မူရစေဝါတားဆီးနှိမ်နင်းရေးအဖွဲ့ CCDAC မြန်မာက ထုတ်ပြန်ထားပါတယ်။2023ခုနှစ်ကနေ2024ခုနှစ်အထိနိုင်ငံတွင်းမူရစေဝါတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးပေါင်းအကြိမ်40ဆောင်ရွက်ခဲ့တယ်လို့လည်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကဆိုပါတယ်။ဒီလဆွန်26ရက်နေ့ကမန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့မူရစေဝါမျိုးစုံမိရှုဖြစ်စည်းမှုမှာတော့ American Dollar 82တန်းကျော်တန်ဖိုးရှိတဲ့ မှုရစည်းဝါမျိုးစုံကိုဖျက်ဆီးခဲ့တာပါ မန္တလေးဒေသခံတွေကတော့ဒီလိုဖမ်းဆီးရမိတဲ့မှုရစည်းတွေကိုမိရှုပြနေပေမဲ့လည်းမန္တလေးမှာမှုရစည်းဝါအလွဲသွုံမှုတွေတရားမဝင်ရောင်းဝယ်မှုတွေကအများကြီးပြန့်နှံ့နေတယ်လို့ဒေသခံတွေကဆိုပါတယ်မန္တလေးမြို့ဒေသခံလူငယ်တယောက်ကလည်းစစ်အာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းမှုရစည်းဝါတုံးဆွဲမှုတရားမဝင်အခြေအနေတွေက ပိုဆိုးလာတယ်လို့ဆိုပါတယ် ဒီအနာသိဒီလေးနှစ်တာကာလမှာတော့မွေးဖို့တော့ဖဲမှုတရားဝင်ရှိနေရတော့ပိုဆိုးလာတယ်ပေါ့နော်ဒါဒီဘက်ကိုတပတ်ကနိုင်ငံရေးသဘောသဘောပဲတပတ်ကိုထိန်းချုပ်နေတပတ်ကလည်းဒါလူငယ်တွေကအာယုံဆိုင်လိုက်တာပေါ့နော်နိုင်ငံရေးဘက်ကအာယုံဆိုင်လိုက်တာဒါမျိုးတွေများများပေါ်ပြလာတဲ့အတွက်အဲဒီမျိုးပေါ်နေလူငယ်လိုက်လိုက်ဝိုင်းတာပြဿနာတောင်းတတော်များများတော့ဒါလူငယ်တိုင်းဝိုင်းတတော်များများတော့ဒီ ဘက်ကိုပဲຫນွေသွားကြတဲ့ခါမှာဒီနိုင်ငံကြီးဘက်ကိုကျွန်တော်အရင်မဆိုင်ရတဲ့ခါမှာအာရှင်ရဲ့တတန်းကတော့ပုံမူရှိကြလာတဲ့အမေရိကန်တွေတော့ရှိတာပေါ့နော်ဒီရင်ရှင်နေတဲ့အခုချိန်မှာကျွန်တော်ပိုပေါ်လာတာပေါ့ဒါအနာပြောရရင်ပိုပေါ်လာတယ်ပေါ့နော်အဲ့တော့မြောက်ပေါ်လာတယ်ဒီ23နောက်ပိုင်းပေါ့နော်23နောက်ပိုင်းပို့ပေါ်လာတယ်23နဲ့24မှာတော်တော်ပုံများလာတယ်တုံ့ဆမှုလည်းများလာတယ်ဝယ်ယူရရှိမှုလည်းကူလာလည်းကူလာတယ်ရန်ကုန်မှာလည်း လူငယ်တွေကြားမူးယစ်ဆေးဝါးတွေကိုလွယ်လွယ်ကူကူပြန့်နှံ့အသုံးပြုနေကြတယ်လို့လူငယ်တွေကပြောပါတယ်။ရန်ကုန်ကလူငယ်တွေကြားထဲမှာ night life နဲ့ပတ်သက်ပြီးမူးယစ်ဆေးဝါးတွေသုံးဆွဲကြတယ်လို့ရန်ကုန်ကလူငယ်တယောက်က TVB ကို ပြောပါတယ်။အခြေခံထက်တန်းကျောင်းတွေမှာလည်းကျောင်းသားတွေဆေးလိတ်ခိုးတောက်လို့မိတာမျိုးမဟုတ်ပဲဆေးကြောက်ရှူလို့မိတာတွေဖြစ်နေပြီလို့လည်းသူကပြောပါတယ်။ဟုတ်တယ်အဲ့လိုမျိုးတွေရောပါဟုတ်ပါမန္တလေးလမ်းကလေမန္တလေးလမ်းပါဆိုရင်ဟိုဒီမဲ့ တို့လုံးလေးပုံနေကြရပါရဲ့တွေ့ရတယ်။ဒါပါ။အဲ့ဒီလမ်းကြောင်လူလဲပြတယ်ကွာ။အဲ့လိုနေရာမှာတော့လူသုံးတဲ့လူကပေါ်တယ်မဲ့သုံးကြတာကွာ။ပြီးတော့ပြီးတော့ဗာလဲကြောင်းပါဆိုရင်လည်းကွာသုံးနေကြပြီ။အဲ့ဒီကိုဗာလဲဆရာဆရာမရဲ့တော့ခါရမီရွာကြောင်းလိုက်အဲ့ဒါသုံးနေလို့ဆိုပြီးတော့အဲ့ဒါကြောင်းကြောင်းတော့ကန်ကြောင်းလိုက်လည်းရှိရွာ။ကြောင်းလိုက်ဖြတ်ဖြတ်တယ်ကွာလူငယ်တွေကပဲလူငယ်တစ်စင်လူငယ်တွေတစ်စင်ပဲကွာ။အခုဆိုကွာအဆက်ရှိအတိုင်းဝိုင်းနေရဒီစီးတွေစီးအကောင်းစားတွေအလန်းစားတွေတို့ကစီးတွေ ဆက်ပြီးတော့သုံးပါဆိုင်ကညွှန်ကြီးနေနဲ့သုံးပြနေကြပြီပေါ့နော်သူတို့ဒီညဘက်တွေမှာ night line မှာပဲဖြစ်ဖြစ်ဒီသူတို့သူတို့သူတို့ရဲ့ combine private private ပုံမှာဖြစ်ဖြစ်ဟာဒီစီးတွေကိုသူကဝယ်ပြီးတော့ဒီစီးလိုက်လိုက်ဝယ်ပြီးတော့စီးတွေဆက်ပြီးတော့ဆိုင်ညွှန်ကြီးနေနဲ့သုံးလိုက်ကြမြန်မာနိုင်ငံနေရအနှံ့များက KTV တွေမှာ happy water လို့ခေါ်တဲ့စိတ်ကြွစီးရီတွေကိုလည်းလူငယ်တွေတောက်သုံးလို့ရှိကြပါတယ်ဇွန်လ22ရက်နေ့တုန်းကရှမ်းပြည်နယ်မိုင်းပန်မြို့နယ်လွိုင်းနေရွာက KTV ဆိုင်တစ်ခုမှာ အသက်16နှစ်အရွယ်မိန်းကလေးငယ်တယောက် Happy Water စိတ်ကြွစီတောက်သုံးမီယာကအသက်သေဆုံးသည့်သည်ဖြစ်ခဲ့ရပါတယ်။အရှိတောင်အာရှရွှေတရီကန်ဒေတာနေမြန်မာနိုင်ငံအရှိပိုင်းရှမ်းပြည်နယ်ကနေမက်သာဖက်တမင်းထုတ်လုပ်မှုနဲ့ရောင်းဝယ်မှုဟာမကြုံစဘူးမြန်မာနေတယ်လို့လွန်ခဲ့တဲ့တလားလောက်ကကုလသမဂ္ဂကျွမ်းကျင်သူတွေကသတိပေးခဲ့ကြပါတယ်။ကုလသမဂ္ဂမူရည်ဈေးဝါနဲ့ပြည်မှုဆိုင်ရာယုံ UNODC ကထုတ်ပြန်တဲ့ 2024ခုနှစ်မြန်မာဘိန်းစစ်တမ်းအစီရင်ခံစာအရဆိုရင်2024ခုနှစ်မှာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ဘိန်းဆိုင်ပြိုမှုဟတ်တာ4500ကျော်ရှိနေပြီးကမ္ဘာပေါ်မှာဘိန်းဆိုင်ပြိုထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်မှတ်တမ်းဝင်နေဆဲဖြစ်တယ်လို့သိရပါဗျ။ကျမမြတ်သစင်ပါရှင်။ မေရိကန်ခြေဆိုင်ဟာဗတ်တက္ကသိုလ်နဲ့ကနေဒါခြေဆိုင်တိုရွန်တိုတက္ကသိုလ်တို့ပူးပေါင်းပြီးဇွန်လ26ရက်နေ့ကနိုင်ငံတကာကျောင်းသားတွေအတွက်အရေးပေါ်အစီအစဉ်တစ်ရက်ကိုကျင်းညာလိုက်ပါတယ်အဲ့ဒီအစီအစဉ်ကဗီဇာကန့်သတ်ချက်ကြောင့်ဟာဗတ်ကဘွဲ့လွန်ကျောင်းသားတွေအနေနဲ့အမေရိကန်တွေကိုပြန်ဝင်ခွင့်မရတော့ရင်ကနေဒါမှာပညာဆက်သင်မလားဆိုတာကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့လအတွင်းအမေရိကန်အမေရိကန်လုံခြုံရေးဝန်ကြီးဌာနကဟာဗတ်တက္ကသိုလ်ရဲ့ နိုင်ငံတကာအကြောင်းသားလက်ခံခွင့်ကိုရုပ်သိမ်းဖို့ကြိုးပမ်းခဲ့ပြီးတဲ့နောက်ပထမဆုံးကြေညာသွားတဲ့အရန်အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။လောလောဆယ်မှာတော့ Federal တရားသူကြီးတူကအစိုးရဆုံးဖြတ်ချက်ကိုယာယီတားဆီးပေးထားပါဗျ။အမေရိကန်သမ္မတ Donald Trump ရဲ့အစိုးရအဖွဲ့ကတော့ Harvard တက္ကသိုလ်အတွက် Federal သုတေသနဆိုင်ရာရမုံငွေတွေကိုဘီလီယံနဲ့ချီပြီးဖြတ်တောက်ဖို့ချိန်ချောက်ထားပါဗျ။လက်ရှိမှာနိုင်ငံပေါင်း62နိုင်ငံကကျောင်းသားပေါင်း 939ရာဟာအစိုးရနဲ့ပြည်သူ့မူဝါဒဆိုင်ရာခေါင်းဆောင်မှုဖွံ့ဖြိုးရေးအစီအစဉ်တွေကိုလက်ရောက်ခွင့်ရရှိထားတယ်လို့ Harvard ရဲ့နိုင်ငံတကာရုံး website ရသိရပါတယ်ခင်ဗျာ TVB ရုံးမြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတက်ပါကျေးဇူးတင်ပါခင်ဗျာ